မင်္ဂလာပါကျွန်တော်ဂျူနီယာပါ MBA 5 channel မှာကြိုဆိုပါရစေ2009ပြက်ကွက်ဖြစ်ပေါ်လာချိန်ကစပြီးအခုဆိုရင် cryptocurrency ဆိုတာကမ္ဘာစီးပွားရေးစနစ်ရဲ့အရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါပြီဒီတစ်ခါမှာတော့ cryptocurrency တစ်ခုရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ဖြစ်ပေါ်လာပုံနဲ့လက်ရှိအခြေအနေတွေကိုပြပြပေးသွားမှာဖြစ်ပါတယ် နံပါတ်1 Bitcoin BTC လူတိုင်းကြားမှုလောက်မဲ့ Bitcoin ဟာ2009ခုနှစ်မှာစတင်မင်းဆက်ခဲ့တဲ့ပရမဆုံး cryptocurrency ဖြစ်ပြီး blockchain technology ကိုအခြေခံရတာမို့လက်ရှိ ठी investor တွေရဲ့စိတ်လာမှုကို ရရှိထားတာဖြစ်ပါတယ်။နံပါတ်1 Ethereum ETH 2015ခုနှစ်မှာဖန်တီးခဲ့ပြီးလက်ရှိ ETH 2.0 upgrade နဲ့အတူ DeFi နဲ့ ် NFT လောကရဲ့အဓိကချိစမှုဖြစ်နေဆဲပါနံပါတ်3 chain link link chain link ဟာ decentralized oracle network ခုဖြစ်ပြီးတခြားအပြင်လောကမှာဖြစ်နေတဲ့ဈေးနှုန်းရာသီဥတုတွေနဲ့ချိစက်ပေးပါတယ်ဒါကြောင့် ethereum လို့အသုံးပြုနေတဲ့အရေးပါတဲ့ project တစ်ခုပါနံပါတ်4နဲ့5 post chain plsx နဲ့ plsxx ပေါ့ဆင်ကမချာဖန်တီးထားတာဖြစ်ပြီးအီတာရီယန်ရဲ့တတတွေကိုဖြည့်ရှင်းဖို့ရည်ရွယ်လုပ်ထားတာပါနံပါတ်6 PHEX PHEX ကတော့ပေါ့ဆင်ဘော်က first mover DH တခုဖြစ်ပြီးဝင်ငွေတင်းရအောင်စာကျင်တဲ့သူတွေအတွက် yield farming နဲ့ staking တွေအသုံးပြုပြီးရှာလို့ကောင်းတဲ့ platform တစ်ခုပါနံပါတ်9 Incentive INC INC က reward တွေပြင်ပေးလေးရှိတဲ့ ecosystem growth အတွက်အထူးအသုံးပြုပါတယ် ဥပမာ Porsche ရဲ့ low fee and high speed ကိုအသုံးချပြီး user တွေကို incentive reward တွေပေးတဲ့စစ်ဆက်တစ်ခုပဲဖြစ်ပါတယ်။ကဲဒီလောက်ဆို crypto လောကမှာ Bitcoin နဲ့ Ethereum တို့လိုရေရှည်တည်တဲ့အနေအထားလုံနိုင်တဲ့တခြား crypto တွေရှိနေတယ်ဆိုတာသိသွားလောက်ပြီးဖြစ်ပါတယ်။ဒီ video ကိုရှုပ်ပြရအတွက်ကျေးဇူးတင်ပါတယ်။ခုလို crypto နဲ့ပတ်သက်တာတွေအတွက်အများသိနိုင်ဖို့ MMR Defi Channel ကို like and subscribe support them in it, no? Yeah.